ဒီနေ့လဲဝမ်းလဲစရာတည်နေစားရမှာဖြစ်ပါတယ်။ရှမ်းမြောက်ကြောက်မဲကစစ်ပွဲတွေကြောင့်စစ်ဘေးလျှောက်ကြရတဲ့ပြည်သူတွေနမ်သူလီကြောင့်တိုက်ခိုက်မှုတွေတည်ဆုံခဲ့ရပါတယ်။ဒီနေ့မနေ့ပိုင်း9နာရီလောက်မှာစစ်ကွန်မရှင်တပ်ကနမ်သူနဲ့မတ်တုံကိုလေရင်နဲ့ဗုံးကျဲခဲ့တာပါ။ပေါင်900ဘုံးနဲ့လူနေရက်ွက်ထဲကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ တည်ဆုံတဲ့သူက၄ယောက်ရှိခဲ့ပါတယ်။ပွဲချင်းပြီး၂ယောက်တည်ဆုံခဲ့တယ်လို့နိဆက်သူတွေကပြောပါတယ်။တယောက်ကဆေးရုံအရောက်မှာဆုံးသွားခဲ့တယ်လို့မနေ့၁၀နာရီလောက်မှာဆေးကုသမှုခံယူနေရတဲ့သူတွေထက်က အမျိုးသားတယောက်ထက်ပြီးတော့ဆုံးသွားပါတယ်။ကလေးတွေအပါအဝင်9ယောက်ထိမဲ့ဒဏ်ရာရခဲ့တယ်လို့ကလေးတယောက်လည်းပျောက်နေတယ်လို့ဆိုကြပါရစေ။အခုတေဆုံးဒဏ်ရာရခဲ့တာကနမ်တူလေးကြောင်တိုက်ခိုက်ခံရမှုထဲမှာဖြစ်ခဲ့တာပါ။ အခုသိဆုံးတဲ့သူတွေထဲကြောက်မဲနောက်ပိတ်ကနေစစ်ပေးလျှောက်လာတဲ့သူတွေလည်းပါပါတယ်လူမှုကွန်ရက်မှာတင်ထားတဲ့ရုပ်သံတစ်ခုမှာဆိုရင်မကျမ်းမာတဲ့အဖိုးတယောက်ထိုက်ခုံပေါ်မှာထိုင်ရင်းခေါင်းတစ်ချမ်းပါသွားတယ်လို့ဆိုပါတယ်။ဒေသတွင်တိုက်ပွဲတွေကြောင့်မလုံခြုံလို့စစ်ရှောက်ကြတဲ့ပြည်သူတွေကိုယ့်ရဲ့ကိုယ့်ရမဟုတ်တဲ့နေရာမှာအခုလိုအဖြစ်ဆိုမျိုးထက်ကြုံရတော့တော်တော်လေးကူမှအားကိုးရမယ်ဝမ်းနဲ့စိတ်မကောင်းစရာပါ။ငိုတန်ရင်းညံခဲ့တဲ့မနေ့ခင်လို့ဆိုရမှာပါ။ နမတူကိုဘုံကျဲပြီးနိုင်ဝဲလောက်ကြာမှာတော့မန်တုံထက်ပြီးတိုက်ခိုက်ခင်ရပါတယ်။ကချင်ပြီးဗမော်ဘက်ကတိုက်ပွဲတဲ့င်းနဲ့ဆက်ပါမယ်။ဗမော်မှာစစ်ကောမရှင်တန်းနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြာမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ရေးအရာအရေးပါတဲ့စခန်းတချို့ကို KIA ကပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ အော်တိုဗာလာ၃ရက်နေ့မှာဗမော်က၃မိုင်ရွှေပြည်သား KBC ဖရာကျောင်းကုန်းကို KIA ပူပေါင်းအဖွဲ့ကပြန်ထိန်းချုပ်လိုက်တာလို့ဆိုပါတယ်။ဒီနေ့လည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။နှစ်ဖက်စလုံးကစခန်းတွေကိုတူသိန်းကိုသိန်းပုံစံမျိုးဖြစ်နေတာလို့ဆိုရမှာပါ။ KIA ကရှေ့ပိုင်းမှာတိမ်းထားတဲ့စခန်းတွေကိုစစ်ကောင်မရှင်တပ်ကပြန်ယူပြီးတော့အခုလဲ KIA ကပြန်သိမ်းယူအဲ့လိုမျိုးဖြစ်နေတာပါတခြားစခန်းတွေလည်းပြန်ထိန်းချုပ်နိုင်တာတွေရှိပေမဲ့စစ်ရေးအရာနေရာအတိအကျတွေပြောဖို့တော့အဆင်မပြေသေးဘူးလို့မြင့်ပြတဲ့တင်းမြစ်ကပြောပါတယ် နှစ်ဖက်တိုက်ပွဲထဲအကြဆုံးတွေလည်းများနေတယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါရယ်ဗမော်မျိုးကိုတိုင်းနိုင်ရေး KIA ဖက်ကလည်းရှိနေတဲ့နေရာတွေကနေနောက်မဆုတ်တလို့စစ်တပ်ဘက်ကလည်းဩဂတ်လကလေးကဗမော်ကိုပြန်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါရယ်လေကြောင်းအပြင်ရေကြောင်းကနေပါလက်နဲ့လူရိတ်ခအင်အားတွေဖြစ်တဲ့ခဲတဲ့စစ်တပ်ဟာဗမော်မျိုးကိုအပြည့်အဝပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်ကထိုးစစ်ကြီးလုပ်နေတာဖြစ်ပါရယ်ဗမော်မှာတိုက်ပွဲတွေပြင်းထန်နေတာဩဂတ်လကလေးကဖြစ်ပြီး ော့စက်တင်ဘာလတလလုံးမှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ် မြန်မာဒုက္ခသည်တွေဒီနေ့ကစပြီးထိုင်းနိုင်ငံထဲမှာတနစ်တရံဝင်အလုံးလုံးခွေရပြီဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့ဒုက္ခသည်စခန်း၉ခုကစစ်ရှောက်တွေအလုံးလုံးခွေရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံတက်မေဟောက်ဆောင်ကန်ချနာဘူရီနဲ့ရက်ချက်ဘူရီခရိုင်ထဲကထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေကမြန်မာဒုက္ခသည်တွေကိုစခန်းအပြင်မှာအလုံးလုံးခွေစပြီးပေးတာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။ထိုင်းအလုံးရှင်တွေကစောက်လုပ်ရေးစိုက်ပျိုးရေးမွေ းမြူရေးနဲ့ငါဖက်လုပ်ငန်းအပြင်ရက်စပ်ပြည်စီရောင်းချတဲ့လုပ်ငန်းတွေမှာအလုတ်ခေါ်ဖို့စိတ်ဝင်စားမှုရှိနေတယ်လို့လည်းထိုင်းအလုတ်သမားဝန်ကြီးဌာနအကြီးအကဲကပြောဆိုထားပါတယ်။စကမ်းအပြင်ထွက်ပြီးအလုတ်လုံးမဲ့သူတွေဟာဆေးစစ်မှုကိုခံယူရမှာဖြစ်ပြီးတော့ဒုက္ခသည်စကမ်းတွေကနေမထွက်ခင်တနစ်တာကာလအတွင်းအလုတ်လုံးခွင့်ပြုတဲ့ခွင့်ပြုချက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူတွေကိုလိုက်နာပြီးစည်းမျဉ်းတွေဥပဒေတွေနဲ့အညီဒုက္ခသည်တွေအတွက်အခွင့်အလမ်းအသစ်ဖွင့်ပေးတာဖြစ်တယ်လို့လည်းထိုင်းဝန်ကြီးချုပ်မစ္စတာအနုတင်ကဘန်ကောက်စ်ပို့သတင်းမှာပြောဆိုထားပါတယ်အခုလိုအလလုခွင့်ပေးတာဟာ50တနည်းအတွင်းပထမဆုံးအကြိမ်ဖြစ်တယ်လို့လဲထိုင်းရွှေ့ပြောင်းနေထိုင်မှုပြုပြင်ပြောင်းလဲရေးအဖွဲ့အကြံပေးကပြောဆိုထားပါတယ်